စိတ်ကြောက်ဖြစ်တဲ့ရုပ်ပိုင်ဆိုင်ရာဝေဒနာတွေကိုဆေးဝါးမပါဘဲစိတ်ဖြစ်ကုသနည်းကိုဂျာမာဖရာဒိုက်စိတ်သက်သူပမုခမြန်မာတင် जा ပေးတဲ့ Psychosomatic Basic Care Training ကိုပထမအဦးဆုံးအကျဉ်းဖွင့်လှစ်ခဲ့ပါတယ်။အဲ့ဒီတင်တဲ့မှာဗာရီတင် जा ပေးတယ်ဆိုတဲ့အကြောင်းကိုတော့ဒေါက်တာဆိုမင်းကအခုလိုပြောပါတယ်။အဲဆရာဝန်နဲ့လူနာနဲ့ပြောဆိုဆက်ဆံရေးပေါ့နော်ဒေါက်တာ patient relationship ကတကယ်တမ်းကုသမှုနယ်ပယ်မှာအရင်အရေးကြီးပါတယ် ကျွန်တော်တို့အရင်တော့လည်းဒါတွေနဲ့ပတ်သက်လို့သင်တန်းတွေအတိုင်းအတာတစ်ခုဒီပေးပြပါတယ်အခုတော့ဒီထက်ပိုပြီးတော့ကျေကျေပုံပုံပုံပြီးကျေကျေပြတ်ပြတ်လှုပ်လာနိုင်လို့မျိုးလည်းယူဆပါတယ်အဲ့လိုလှုပ်လာနိုင်နိုင်တဲ့အမျှဆရာဝန်နဲ့လူနာကြားမှာရှိတဲ့ပြောဆိုဆက်ဆံရေးအခြေအနေကတိုင်းအတာတစ်ခုအထိတိုးတက်မြင့်မားလာပါလိမ့်မယ်ဒီလူနာတွေမှာဖြစ်တတ်တဲ့စိတ်ဝေဒနာတွေခန္ဓာကိုယ်ပိုင်းဆိုင်ရာဝေဒနာတွေတခါကြလို့ရှိရင်စိတ်ပိုင်းဆိုင်ရာခံစားချက်နဲ့ခန္ဓာကိုယ်ပိုင်းဆိုင်ရာယောဂရဲ့ဆက်နွယ်မှုတွေအဲ့ဒါတွေနဲ့ပတ်သက်တာရဲ့နောက်ထပ်က ဆရာဝန်နဲ့လူနာနဲ့ဘယ်လိုပြောဆိုဆက်ဆံမလဲဒေါက်တာ patient relationship အဲ့ဒါညနဲ့ပတ်သက်ပြီးတော့ဦးတည်ပြီးတော့ဖွင့်လိုက်တဲ့သင်တန်းလေးဖြစ်ပါတယ်အဲ့ဒီတင်နန်းမှာတော့တင်နန်းသား60လောက်ရှိပြီးတင်နန်းကို9ရက်6လ2016နဲ့10ရက်6လ2016နှစ်ရက်ထဲသာပြုလုပ်ခဲ့တာဖြစ်ပါတယ်။မြမခသတင်းအေဂျင်စီကတင်ဆက်ထားတာပါ။